အဲ့ဒီအချိန်မှာကျွန်တော်တို့ကားဖြတ်ပြီးကားရက်လိုက်တဲ့အချိန်မှာစင်တွေ့တယ်ရေဒီယိုရဲ့ခေါ်ပြောဝဲမိုက်တွေပါတယ်အကုန်တွေ့တယ်ပရိသတ်တောင်မှမရှိဘူးပရိသတ်တောင်မှမရှိတော့အာအကုန်ပြာသွားဒီနေ့ကျွန်တော်ပြောစဉ်းစားထားတာတော့ ျွန်တော်တို့ဆမိုင်းဆန်းဆန်းနဲ့တာယာဝတီရဲ့အသက်80ပြည့်မွေးနေ့ပေါ့နော်အဲ့မွေးနေ့မှာဆက်ပြီးစူဝဲဝဲလေးလုပ်တယ်ဗျစူဝဲလေးလုပ်တော့တွေ့ထူတော့မဟုတ်ပါဘူးကျွန်တော်ဆိုင်ဆက်တော်တော်များများဆုံရတယ်ပေါ့တွေ့ကြတယ်တွေ့တော့ကျွန်တော်ဟောပြောပွဲတွေသွားနေတဲ့အချိန်ရဗျအမှန်အိမ်သားတွေထက်စာရင်ဆိုင်ဆက်အချိန်ချင်းပို့တွေ့တာများတယ်ဗျဟောခီးရအတူတူထွက်လိုက်ပြန်လာ တ냐အေးအေးပြီးလို့ရှိရင်အဲ့ဒီအဲ့ဒီခေါ်ပြောပွဲခရီးက၃ညကြာရင်ကြာမယ်၅ညကြာရင်ကြာမယ်ဟိုဘယ်လောက်ထိဟိုပွဲတွေစိတ်လဲဆိုရင်ပေါ့နော်ဘန်ကောက်မှာညာဟော်ဟော်ပြီးတော့ဒီကမနေ့ပြန်လာပြန်လာပြီးနောက်ညကြာအညာမှာဟော်အဲ့လိုမျိုးတွေဒီခက်စစ်စစ်ဟော်ခဲ့တော့အခုခေတ်ထဲကျတော့ကျွန်တော်တို့ဇာတ်ဆိုင်ချင်းချင်းတွေးလို့မရဘူးပေါ့ဗျာမရဘူးဆိုတာဟော်ပြောဝဲတွေမရှိတော့ဘူးမရှိတော့ဒီလိုပွဲလေးတွေပါလေးတွေစာအုပ်လက်မှတ်ထိုးပွဲလေးတွေ ရှိတဲ့အခါမှာစာရေးဆိုင်တွေပြန်ဆုံတယ်ဗျ။အပြန်ဆုံတော့ကျွန်တော်ဘာသာသတိရလဲဆိုတော့အဲ့ဒီဟောပြောဝဲဒီမှာကြတော့ဗျ။ဟိုကြိုတင်စဉ်းစားထားတာမဟုတ်ဘဲနဲ့ကျွန်တော်တို့တွေဟိုရနိုင်တဲ့အကျိုးအမြတ်တွေအများကြီးရှိတယ်ဗျ။အကျိုးအမြတ်ဆိုတာဘယ်လိုပြောလဲဆိုတော့ကိုယ့်တဲ့ဝါရင်းနဲ့ဆရာကြီးတင်နဲ့သွားတဲ့အခါမှာလဲသူတို့စီကနော်ရှင်းအောင်နှောင်းပြစ်တွေကစပြီးတော့အကုန်လုံးကျွန်တော်တို့ရပြစ်တယ်ဗျ။အဲ့တော့ဒီမှာတစ်ဆက်တည်းကျွန်တော်ရှေ့ပိုင်းတော့ပြောပြလာတော့မသိဘူးထပ်ပြီးတော့နည်းနည်းပြောပါမယ် ဟုတ်လားရှာဦးအောင်တင်းကအရင်ခက်ကပွဲအများဆုံးပဲဗျသူပွဲအများဆုံးပဲအရှာဦးအောင်တင်းကသူတွဲနေကြတာအရင်တော့ဆာမောတော်ကနဲ့တွဲတယ်ဗျဆာမောတော်ကနဲ့တွဲတယ်တွဲရင်တွဲနောက်ပိုင်းဆာမောတော်ကနည်းနည်းပါးပါးမအားဟုတ်ဆိုရင်သူသူနဲ့တွဲလို့ဆိုဆာမြတ်တန်းတင်းနဲ့တွဲတယ်ဗျတွဲတော့နှစ်ယောက်ပွဲဆိုရင်သူသုံးယောက်ပေါ့နော်ဆာမောတော်ကနဲ့ဆာမြတ်တန်းတင်းနဲ့ဟာအဲ့ဒါကိုဟိုဆာဦးအောင်တင်းရဲ့အတွဲလို့ တတ်မှတ်ထားတာပေါ့နောက်တချို့လာဖိတဲ့လူက၃ယောက်ပွဲတွေလုပ်ချင်တယ်ပေါ့နော်၃ယောက်ပွဲလုပ်မယ်အဲ၃ယောက်ပွဲမှာလူငယ်တယောက်လောက်ထည့်ဖိပေးပါဆိုရင်ကျွန်တော်ဖိတယ်ပဲကျွန်တော်မအားဘူးဆိုလို့ရှိရင်ကိုဖိမင်းကိုဖိတယ်အဲ့တော့ဖိမင်းနဲ့ကျွန်တော်ကျွန်တော်တို့အဲ့လိုပဲလှည့်လိုက်နေရတယ်အဲ့ချိန်တုန်းကပွဲတွေကအရန်လုံးမများဘူးဗျအရန်မများဘူးအော်တလာမှာ၄၅ပွဲအလောက်လောက်ရှိတဲ့အချိန်ကျွန်တော်တို့ပွဲသိမ့်မစိတ်သေးဘူးပေါ့နော်အဲ့တော့ဘာပြောချင်လဲဆိုတော့ရှောက်အောင်သင်းနဲ့ဆံမြနဲ့ တွဲတဲ့အတွဲတွေ့လို့ရှိရင်ကြလို့ရှိရင်ကျွန်တော်ပါသွားတဲ့၃လေးခေါက်မှာဆက်ဝန်တဲ့ဆံမြောက်အမြဲတမ်းပြောရပြကိုမြတ်တန်းသူခေါ်တော့ကိုမြတ်တန်းနေတာကိုမြတ်တန်းခဏကိုကိုကျွန်အတွေ့အကြုံတွေကဒီဓာတ်တောင်ဝိစုတပုတ်တဲ့နဲ့မလွန်လောက်ဘူးခမရအဲ့ဒါတွေကိုရေးခဏခဏပြောရပြပြောနောက်ဆုံးကျတော့ဆံမြောက်မရေးပြမရေးပြတော့သူဘာပြောလဲဆိုတော့အဲ့ဒါဆိုရင်ဒီလိုလုပ်ပြရတယ်ခမရပြောပြ ခင်ဗျားတို့ကျွန်တော်တို့ဟောပြောဝင်နားတဲ့အချိန်ကျွန်တော် recorder ယူလာမယ်ကျွန်တော်ဖမ်းထားမယ်တချိန်ကြလို့ရှိရင်ခင်ဗျားပြန်သုံးရင်သုံးခင်ဗျားမသုံးရင်တော့မှပဲကျွန်တော်ကသုံးလို့ရတယ်ဘာညာနဲ့သူပြောတယ်ဗျဒါပေမဲ့ဆရာမြောက်လုံးအဲ့ဒီကိစ္စမလုပ်ဖြစ်ဘူးဗျနော်ဆရာများလည်းမပြောပြဘူးနော်ဆရာဦးအောင်သင်ရလဲအဲ့ဒါကိုမလုပ်ဖြစ်ဘူးပေါ့ဒီမှာနောက်တစ်ခုရမမရရဘာပြောခြင်းလဲဆိုတော့ကျွန်တော်တို့အဲ့မြေလက်ပန်းကမျိုးလေးတစ်မျိုးဗျ အဲ့ဒီမြို့လေး ਨੇ နှစ်ပွဲဗျတပွဲကအဲ့ဒီမြို့ကပင်နိုင်ပေါ့နော်အဲ့ဒီမြို့ကပင်နိုင်မြို့ပင်နိုင်ကျွန်တော်တို့ဖိတ်တာပေါ့ဖိတ်ပြီးတော့အဲ့ဒီမြို့ ਨੇ လင်းငန်းမှန်လောက်กว่าတဲ့ဒီတသေးတဲ့နယ်မြို့လေးတစ်မြို့အဲ့မှာနှစ်ပွဲဗျနှစ်ပွဲမှာအဲဆရာမြတ်တန်းတင်ရယ်ကျွန်တော်ရယ်အဲ့တော့ဆရာကောင်းတင်မပါဘူးဗျဆရာလေရနာဆော့ချစ်ကျွန်တော်တို့တော့၃ယောက်ကိုသူကအဲ့ဒီမြို့လေးကနောက်မှရောက်လာတော့မှာဗျ နောက်ညဆက်ပြီးကျွန်တော်တို့လည်းမပင်းနိုင်ဘူးမပင်းနိုင်တော့တညတည်းမှာနှစ်ပွဲပြိုင်သူဟောမှာနှစ်ပွဲပြိုင်သူဟောမှာနှစ်ပွဲပြိုင်သူဟောတဲ့အချိန်ကျရင်တော့ဘာရှိလဲဆိုတော့ဟိုဘက်နဲ့ဒီဘက်နဲ့တိုင်ပင်အရင်ကိုက်ဖို့အရေးကြီးတယ်ဗျဟိုဘက်မှာထားလိုက်ပါတော့ဆရာဦးစောရှိကအရင်ဆုံးတက်တယ်ဆိုရင်တော့ဒီဘက်မှာကျွန်တော်ကအရင်ဆုံးတက်အရင်ဆုံးတက်ပြီးလို့ရှိရင်ကျွန်တော်ကဆရာဦးစောချစ်ပြီးကန်နေအချိန်မှာဟိုပြန်ရောက်အောင်အဲ့ဒီ၅မှန်ရောကားနဲ့တို့အကျိုးဘောလုပ်ပေးတယ် ပြီးလို့ရှိရင်ကျွန်တော်ဆင်မော်တက်တဲ့အချိန်မှာဒီဘက်မှာဆရာမြတ်သားနဲ့တက်နေပြီဆရာမြတ်သားနဲ့တက်ခါနေမှာဆရာဦးစိုးချက်ကဒီပြန်ရောက်အောင်မယ်တိုင်မီကတစ်ချက်မှလွဲလို့မရဘူးပြအဲအဲ့လိုအနေထားအဲ့ဒီမှာကျွန်တော်နဲ့ဆရာမြတ်နဲ့နှစ်ယောက်ကအဲ့ခုနမြို့လေးကိုထွက်သွားတယ်ဒီဘက်မှာဆရာဦးစိုးချက်ကအရင်ဟောနေမှာပေါ့နော်အဲ့လိုလာတယ်ပြဒါတော့အဲ့မျိုးလေးကိုဝင်ဟောပြဝင်တဲ့အချိန်ကျတော့အမျိုးလေးရဲ့ညာဘက်ချမ်းကွက်လက်မှာဗျဟောပြောဝဲစင ဟောပြောပွဲဆင်ရှိတယ်ဗျအဲဟောပြောပွဲဆင်ဆောက်ထားတယ်ဗောနော်ဆင်မှာမိုက်ခရိုဖုန်းနဲ့ဟိုဟိုစကားပြောဆင်နဲ့ဗာနဲ့လှုပ်ထားပြီးသားဗျကျွန်တော်တို့လှမ်းကြည့်လိုက်တယ်လှမ်းကြည့်တော့ကျွန်တော်တို့တက်ဖို့အချိန်5မိနစ်လောက်ပဲလိုရတယ်အဲကျွန်တော်တို့5မိနစ်လောက်ကြာလို့ရှိရင်ထားလိုက်ပါတော့နော်ရှင်းနိုင်ထိုးကျွန်တော်တို့ကပထမလူစားတက်ရမယ်ဆိုရင်ရှင်းနိုင်ထိုး5မိနစ်လောက်မှအဲဆင်သားရောက်တယ်နော်အဲ့မှာကျွန်တော်တို့ကအမှန်တမ်းဆိုလို့ရှိရင်ပြိတ္တတွေကရှင်းမှာ ready ဖြစ်နေရမယ်အဲ့အချိန်မှာကျွန်တော်တို့က စင်ရှိရောက်မယ်ရောက်တယ်ဆိုလို့ရှိရင်ကျွန်တော်စတက်မယ်တက်ပြီးလို့ရှိရင်ကျွန်တော်က9နိုင်မတင်းဆိုလို့ရှိရင်10နိုင်တက်တယ်ဆိုတော့9နိုင်မတင်း10နိုင်ဆိုလို့ရှိရင်ကျွန်တော်ကပြန်ဆင်းရမယ်ပြန်ဆင်းပြီးတော့ကျွန်တော်ခုဘက်ကိုကူးရမယ်ဆံများတော့တက်ရမယ်အဲ့ဒီအချိန်မှာကျွန်တော်ကားဖြတ်ပြီးကားရက်လိုက်တဲ့အချိန်မှာစင်တွေ့တယ်ရေဒီယိုရဲ့ခေါ်ပြောဝဲမိုက်တွေပါတယ်အကုန်တွေ့တယ်ပရိသတ်တယောက်မှမရှိဘူးပရိသတ်တယောက်မှမရှိတော့အာအကုန်ပြသွား အဲ့ဒါလာခေါ်ရလို့လေဟာကျွန်တော်ကအဲ့လိုမဟုတ်ဘူးတဲ့ပြိတ္တတွေအကုန်လုံးကိုဒီမှာအကုန်လုံးစီစဉ်ပြီးသားဘာဘာဖြစ်လို့ခင်မဖြစ်တာလဲဆိုပြီးရင်အဲ့သူတို့ company တွေကတယောက်ပေါ့နော်အဲ့တယောက်အရင်အဲ့အဲ့ကိုကာတန်မောင်းနေဆိုပြီးမောင်းပြီးတော့သွားတယ်ဗျသွားတော့ထားလိုက်ပါတော့ကျွန်တော်တို့လာခေါ်တာဥက္ကဋ္ဌဆိုရင်ဟိုဘက်မှာဟိုစောင့်နေတဲ့လူကအတွင်းမှုပေါ့အဲ့အတွင်းမှုအရှိကားရက်တယ်ဗျအမအတွင်းမှုကစစ်စစ်တမ်းပြန်နေအေးဆေးပဲဗျရက်ခတ်ပြီးတော့ဒီဟာဟိုလာဟေးဟေးလူကဘယ်လိုလုပ်တာလဲပြိတ္တလည်းတယောက်မှမရှိဘူးလေဆိုတော့ အမသိဘူးလေတဲ့ကျွန်တော်ကမှဆင်လဲဆင်သိမယ်မိုက်လဲဆင်သိမယ်အကုန်စမ်းသပ်ပြီးသားတဲ့ပရိသတ်ကတော့ဗျာတဲ့ तू ကအဲ့တော့ဗာပြောပရိသတ်မရှိဘူးဗျာတဲ့ဘလို့လို့ဆိုင်းစာတက်မလားဟာပရိသတ်ကတော့ဗျာတဲ့ခင်ဗျားစပြီးတော့ပြောကြည့်လေတဲ့ကြိုက်လို့ရှိရင်လာမှာပေါ့ဗျာတဲ့ဟာအဲ့တော့အဲ့လိုမဟုတ်သေးဘူးလေတဲ့ဟိုလာခေါ်တဲ့လူကအာအားတွေနာနေရောဗျာအဲ့တော့မမောဘူးတဲ့အဲ့အဲ့စွတ်ကြကြမ်းပြန်နေလူကဗာပြောဆိုဟိုတာလန်းရဲ့ဒီဘက်ချမ်းမှာအဆင်ရှိတယ်တဲ့ တာလန်းရဲ့ဟိုဘက်ချမ်းမှာလဖေးဆိုင်တွေရှိတယ်အရက်ဆိုင်တွေရှိတယ်အဲ့ဒီထမပြိသက်တွေရွယ်တဲ့ခမားတို့တက်ဟောလို့ရှိရင်အဲ့ပြိသက်တွေကကြိုက်ရင်လာလိမ့်မယ်လေမကြိုက်ရင်တော့မလာဘူးပေါ့တဲ့ဆိုတော့ဟိုလိုဘာလို့မှမသိဘူးပြာသွားပါပြာသွားပြီးတော့လာပြားတဲ့ဆင်ပြန်သွားမယ်တဲ့ဆင်ပြန်သွားပြီးတော့ကျွန်တော်ဟိုသူကစင်ပေါ်ကနေပြီးတော့ပြာတက်တက်ပြီးတော့ရှိရင်ပြိသက်တွေကိုခေါ်တာပေါ့တော့ဆိုင်းဆက်များရောက်နေပါပြီပြိသက်တွေဘာပြန်ဘာညာနဲ့ခေါ်တော့ဖိုးဖိုးဖိုးတော့နည်းနည်းလာတယ်ဗျအဲ့မှာ ကျွန်တော်ကအဲ့တော့အတွေ့အကြုံလည်းမရှိသေးဘူးဗျလက်ခံစားပါတော့အဲ့မှာဆရာမကိုကျွန်တော်ပြောတယ်ဆရာမကျွန်တော်မတည့်ရဘူးလို့ဘာလို့လဲဆိုတော့ပြိတက်လည်းမရှိဘူးကျို့တို့ကြတဲ့နဲ့၄၅၆ရောက်လာတဲ့ပြိတက်ကိုစင်မော်တက်ပြီးတော့ကျွန်တော်မပြောတတ်ဘူးဘာပြောရမှန်းလဲမသိဘူးဆိုတော့နည်းနည်းတော့လာတယ်ဗျခဏလာလိုက်သူပြောတဲ့အတိုင်းပဲဗျဟို size တက်ရင်တော့လာမလားပေါ့နော် စောင့်ကြည့်စောင့်ကြည့်ဒါတိတ်တိတ်လည်းမလာပါဘူးဗျာအဲ့မှာကျွန်တော်ကဆံမြောက်ကိုပြောတော့ဆံမြောက်နေကွာတယ်လောလောပဲမင်းနောက်ကတည်းတော့ငါရှေ့ကတက်မယ်တဲ့ဒါလာရမလာတာသူ့လို့ပဲကွာတယ်ဆိုဆံမြောက်ရှေ့တက်ပြီးတော့ဟောတယ်ဗျာဆံမြောက်ဟောတော့တော့ဟိုအတန်ဆိုင်ဆိုင်ရဲ့အတန်ကြားတဲ့အခါမှာတော့ထုတ်ပတ်တိတွေဖတ်ပါဗျာအဖတ်တော့နည်းနည်းရောက်လာတယ်ရောက်လာပြီးဆံမြောက်တက်တယ်တက်ပြီးတော့ဟောတယ်ဟောပြီးတဲ့အချိန်မှာတော်တော်လေးတော့ရောက်လာတယ်ဒါပေမဲ့ online ကျင်းလိုက်မဟုတ်ဘူးပါဗျာ အဲ့ဒါနဲ့ပဲကျွန်တော်တို့နောက်ကဒီလိုအသွားအပြန်ပေါ့ဗျာအဲ့ဒါကိုကျွန်တော်တို့ကလွန်မြန်လို့ခေါ်တယ်ဗျာဟုတ်လားဆရာမြဟောပြီးတော့တန်းသွားတယ်သွားဆရာဦးစောချစ်လာတယ်လာပြီးတော့ကျွန်တော်ကဆရာဦးစောချစ်မတိုင်ခင်မှာဆင်းပေးရတယ်အဲ့နဲ့ကျွန်တော်ဟိုဘက်ပြန်သွားတယ်အဓိကကျွန်တော်ပြောချင်တာကဘာလဲဆိုတော့နောက်နေ့မနေ့တပည့်ဆန်ရောက်ပါဗျာတပည့်ဆန်ရောက်တော့ကျွန်တော်သူပြောတဲ့စကားเนาะဒီစကားကကျွန်တော်ဆက်ပြီးလောကမှာလည်းအဲပြန်ပါတယ်နည်းနည်းသိကြလူသိများတယ်ဘာပြောလဲဆိုတော့မောင်ဆွေရင်းနဲ့ မင်းငါတခုပြောမယ်တဲ့အဲ့ဒါဘာလဲဆိုတော့ဘင်းညာကပရိသတ်မရှိဘဲနဲ့မင်းမတည့်ရဘူးလို့ပြောတယ်ဟုတ်လားတဲ့ဟုတ်တယ်ဆရာကျွန်တော်ကျွန်တော်ကအတွေ့အကြုံလည်းမရှိသေးတော့နှုသေးတော့ပရိသတ်မပါတာရောကျွန်တော်ဘလို့ပြောอยู่ဘာလို့မှကျွန်တော်မသိဘူးဆိုတော့မှအဲ့အဲ့ဒါပရိသတ်အလုပ်ကွာတော့ငါတို့ဘာမှမဆိုင်ဘူးပဲမင်းငါတခုပြောမယ်တဲ့စာပေဟောပြောဝဲဆိုတာသာသနာပြုတာတခုပဲတဲ့သာသနာပြုတာပဲတဲ့သာသနာပြုတဲ့ပုဂ္ဂိုလ်ဟာနော် ငါအတာသနာတွေကိုလူဘယ်နှယောက်ဝင်ရမယ်လို့ကန့်သက်ချက်မရှိဘူးတဲ့ဝင်ရင်ဝင်မယ်မဝင်ရင်မဝင်ဘူးဝင်လာရင်အဲ့ဒီလူအတွက်အဲ့ဒီတာသနာအတွက်အကျိုးတစုံတရာရှိမယ်မဝင်လာဘူးဆိုလို့ရှိရင်ဇီရိုပဲ minus ဘယ်တော့မှမဖြစ်ဘူးအဲ့လိုသဘောထားရတယ်ကွာတဲ့ကိုကဟောစာရှိတာတက်ဟောမယ်ကိုဟောတာကိုသူတို့လက်ခံပြီးရင်နော်သူတို့ပြိတ္တအော်တင်ဖြစ်ရင်ဒါမင်းအတွက်အကျိုးရှိတယ်ဘလူးမမလာဘူးမရှိဘူးဆိုလို့ရှိရင်ဒါငါတို့ဘာမှမနေနိုင်ဘူးတဲ့အဲ့တော့ထပ်ပြောမယ် ဆဗေဟောပြောပွဲဆိုတာသာသနာပြုတာတစ်ခုပဲတဲ့သာသနာပြုခြင်းတစ်မျိုးပဲနော်အဲ့လိုသဘောထားနိုင်မှနော်ဟောပြောပွဲတွေကပို့ပြီးတော့အောင်မြင်တတ်တယ်သူအဲ့လိုပြောဘူးတယ်ဗျပြောဘူးတော့ဟိုစောစောကစကားကိုကျွန်တော်ပြန်ဆက်ပြောချင်တာအဲ့လိုပဲကျွန်တော်တို့နောက်တစ်ပွဲကျတော့ဆံမြရဲ့ဆရာဦးအောင်တဲ့ကျွန်တော်ရဲ့၃ယောက်ကျွန်တော်တို့ပွဲတစ်ပွဲကိုသွားတယ်ဗျ ဘာတော့စောစောကကျွန်တော်စကားခံထားတဲ့အတိုင်းပဲဆရာဦးအောင်တန်ကခင်ဗျာကျွန်တော်ပြောတဲ့အတိုင်းဒီကိုကိုကျုံအကြောင်းလေးပြောပါဆိုခင်ဗျာမပြောဘူးပါညာနဲ့သလိုချင်းပြောကြတယ်ဗျာပြောတော့ကျွန်တော်ခေါင်းထဲမှာလက်ခနဲ့ပေါ်လာပေါ်လာတော့ဆရာလို့ကိုကိုကျုံမှာဘဲကြီးဆိုတဲ့ចောင်းသားတဲ့ကိုဆက်တွေ့ဘူးလားလို့မေးလိုက်တယ်အဲ့တော့ဒီဘဲကြီးကြောင့်ကျွန်တော်နည်းနည်းဆက်ပြောမယ်ဘဲကြီးဆိုတာကကျွန်တော်တို့ရွာရဲ့ကျွန်တော်တို့ရွာအိမ်ကရွာလေပိုင်းဗျရွာလေပိုင်း ကျွန်တော်တို့အိမ်ရဲ့ဒီအနောက်ပိုင်းမှာကအဲ့ဒီဘဲကြီးတို့အိမ်ရှိတယ်ဗျ။အဲဘဲကြီးဆိုတာကျွန်တော်နဲ့ညီကိုတော်လို့ရှိရင်ဆက်လက်ရှိလို့ရှိရင်၃ဝန်းခွဲလောက်တော်မှာပေါ့နော်။အဲ၂ဝန်းခွဲတော့မကဘူး။၃ဝန်းခွဲလောက်တော်မယ်။တော်သူ့ညီကထော်ကြီးတဲ့။အဲ့ဒီကိုထော်ကြီးကထော်ကြီးပေါ့နော်။ထော်ကြီးကကျွန်တော်တကယ်ချင်းကျွန်တော်နဲ့တန်းနဲ့အတူတူကြောင်းနေပဲ။အဲ့ဒီထော်ကြီးတော်မှာကျွန်တော်တဲ့တနည်းနှစ်နှစ်ကြီးတယ်။အဲ့ကိုဘဲကြီးကိုကျွန်တော်ကမရင်ဘူး။ဘာလို့မရင်နည်းလဲဆိုတော့ तू ကထော်ကြီးတဲ့အကြီး ကျွန်တော်တို့အသက်กว่าတယ်တစ်ချက်နှစ်ချက် तू ကသူ့အမျိုးကပြည်မှန်ရှိတယ်ဗျပြည်မှန်ရှိတော့ကျွန်တော်တို့ဆီကနေပြီးတော့မူလာရန်အောင်ပြီးတာနဲ့ तू ကပြေချောင်းပြောင်းသွားပြီးတော့ပြေအထက်ကတက်မှာကြောင်းတက်တယ်ကြောင်းတက်တော့ तू နှွေရသည်ကြောင်းပွေးရဲ့ပြန်လာမှကျွန်တော်တို့ကကိုတက်လဲစီနီယာအများကြီးကြတာဗောနော်အသက်လည်းကြီးတယ်ဆိုတော့အတူဆော့ဗောဆော့ပဲအဲ့လိုမျိုးမဟုတ်ဘူးဗျမဟုတ်ဘဲနဲ့ကိုလိုနှုတ်ဆက်ပြောအောင်လို့ကိုအပြောပေါ့နော်အဲ့လိုဝင်လိုက်ထွက်လိုက်အဲ့လောက်လောက်ပဲသိတယ်ဗျာ ဒါပေမဲ့ကိုဘဲကြီးကဆယ်တန်းလောက်မှာကျွန်တော်တို့က6တန်း9တန်းရှိပါဘောနော်အဲ့ဒီအချိန်မှာရွာထဲမှာသတင်းပြန်လာဗာသတင်းလဲဆိုဘဲကြီးဟိုဖမ်းသွားပြီတဲ့ဖမ်းသွားပြီဆိုဘာလို့ဖမ်းလာလဲပေါ့ကျွန်တော်တို့က6တန်း9တန်းဆိုတော့ပြီးတော့ तू ကဟိုចောင်းသားတမကခေါင်းသာပြီးခရိုင်ចောင်းသားတမကဥက္ကဋ္ဌလုံးလို့သူ့ဖမ်းသွားပြီတဲ့ဒါစကြတယ်ပေါ့လေအဲကြားပြီးတော့ ။နောက်ထတ်ကြရတဲ့တရင်ကထတ်ကြရတယ်ဆိုတာနောက်နောက်တစ်နှစ်ကြာမလားနှစ်နှစ်ကြာမလားကျွန်တော်မမှတ်မိဘူး။ဘေးဆုံးသွားပြီတဲ့။ဟာဘာလို့ဆုံးတာလဲပေါ့။ဆိုတော့အဲ့ကိုကိုကျုံကိုသူပို့လိုက်တယ်။ဘေးကိုကိုကိုကျုံကိုပို့လိုက်တယ်။ဂျက်ကောင်ကြိုက်လို့ဆုံးသွားတာဆိုတော့အဲ့ချိန်တော့ကျွန်တော်ကမြစ်တီချောင်းနေနဲ့မနီးဘူးပြကျွန်တော်နေရမြေလက်ဆိုတော့လေ။မင်းရောအကြောက်ဆိုတာဘာလဲဆိုတော့မသိဘူးပါတော့မွေးလိုကောင်လို့ပြောတယ်ထော်ကြီးကကျွန်တော်ရှင်းပြတယ် အဲမွေမွေရေမနေတဲ့မွေလိုအကောင်ကွာတဲ့အဲ့ကောင်ကြိုက်လို့ဘယ်ကြီးတော့ဆုံးသွားပြီတဲ့ငါ့ကိုအကိုဘယ်ကြီးဆုံးသွားပြီလို့ပြောတယ်ဒါပဲကျွန်တော်မှတ်မိတယ်ငငယ်တော့ဒါအဖြစ်ဖြစ်တစ်ခုအနေနဲ့ကျွန်တော်ကောင်းတော့မှကျွန်တော်တို့အကိုဘယ်ကြီးပြေးပြေးခရိုင်ကျောင်းသားတမက်ကဥက္ကဋ္ဌသူ့ကိုဖမ်းသွားတယ်ပြီးလို့ရှိရင်ကိုကိုကျွန်းပို့တယ်ကိုကိုကျွန်းမှာချက်ကောင်ကြိုက်ပြီးဆုံးတယ်အဲ့တော့အဲ့ဒါခေါင်းထဲဝင်လာပြီးကျွန်တော်ဆရာမြတ်တန်းတင့်ကိုပြေးကြည့်တာဆရာဆရာတို့ကိုကိုကျွန်းရောက်တဲ့အချိန်မှာဘယ်ကြီး ဆိုတော့ကျောင်းသားကောင်းဆောင်တယောက်ရှိတယ်20ပတ်ဝန်းကျင်ရှိလိမ့်မယ်20 20ကျော်ပေါ့နော်ရှိလိမ့်မယ်မရှိဘာမရှိဘူးကွာတဲ့ဘေးဆိုမရှိဘူးတဲ့ပြီးတော့မှကျွန်တော်ကျွန်တော်တော်မြေဟဲ့အောင်ကျောင်းသားတယောက်တော့ရှိတယ်ကွာမင်းမင်းအဲ့ကိုဘေးကြီးကဘလို့ပုံစံလဲတဲ့ဟာအသားညိုညိုထောင်းထောင်းမောမောဟာဗလာကောင်းကောင်းကျွန်တော်တို့မြေလက်ဆိုပေမဲ့တကယ်အညာသားပုံစံ ထောင်ထောင်မောင်းမောင်းဟိုဘလာကောင်းကောင်းနဲ့နော်ဟဲ့ချစ်ဆွေမလာတဲ့သူ့နာမည်啊သူကျွန်တော်ပြောဟာဟုတ်တယ်ဆရာသူ့အိမ်နာမည်ကကျွန်တော်ကဘဲကိုဘဲကြီးဆိုနှုတ်ကြိုးနေလို့ခေါ်တာသူ့เจ้าနာမည်ကချစ်ဆွေအဲ့ဒါမင်းကလည်းပြေပြေတက်သူကအာပြ sorry ဟိုပြေအထကကကြောင်းသားကောင်းတော့လေကွာအဲ့ဘာဖြစ်လို့လဲတဲ့ဘာဖြစ်လို့လဲဆိုဟာအဲ့ဒါဆရာကျွန်တော်တို့ရွာကနော်ကျွန်တော်နဲ့အဲ့လိုအဲ့လိုပဲပေါ့ခုနအဖြစ်ပြပြန်ပြောပြပြန်ပြောပြတော့ ဟဲ့ကြားကောင်းကြိုက်တာမဟုတ်ဘူးကွာတဲ့ဘာဖြစ်တာလဲဆရာလို့ဆိုအဲ့မှာမင်းစာရီပါရတဲ့မတွေ့ဘူးလားတဲ့ hunger strike လို့တော့ကြားသွားတဲ့ရေပေါ်ကွာတဲ့ပြီးတော့မှဆရာများကကျွန်တော်မင်းငါငါဝိထုဓာတ်ရောင်ဖတ်ဘူးလားတဲ့အားရှာလဲနှစ်ခေါက်သုံးခေါက်မကောက်ကျွန်တော်ဖတ်ဘူးတော့ပါဆိုအဲ့ဆရာတန်ကျောင်းကအဲ့ဘဲကြီးလေကွာတဲ့မင်းအကိုလေကွာတဲ့ဘာဖြစ်လို့လဲဆိုရင် तू ကအရန်လုံးရီကန်ရင်းလေးရှိတယ်အရန် active ဖြစ်တယ် ဘလားလည်းကောင်းတယ်အဲ့တော့အုံးဝင်မောအုံးသီးကြွေကြတယ်ကျန်ကျန်တဲ့ပညာတတ်တွေနော်ဟိုတန်ငယ်သမားတွေအုံးသီးမခွဲတတ်ဘူးအဘဲကြီးကမရှိရှိတာနဲ့ကြံဖန်ပြီးခွဲပေးတယ်ဟာအစားတော့မရှိဘူးငတ်တယ်အဲငားမြားပြီးတော့ဘဲကြီးကကြွေးတယ်အဲ့လိုမျိုးတွေကွာတယ်ငါတို့ကအယမ်းရင်းနေတာငါအယမ်းချက်တဲ့ကျောင်းသားကွာတယ်ဆိုပြီးပြောဘူးတယ်ဗျာပြောဘူးတော့ဟောကျွန်တော်စိတ်ထဲမှာလဲဂုံရတော့မှာငါတို့ရွာသားကျွန်တော် ကျွန်တော်ပြောခဲ့ဘူးကြီးထင်တယ်ဗျအဲ့ဒါချက်ချင်းဖြတ်ခနဲဆိုကျွန်တော်ခေါင်းထဲမှာသွားဝင်တာဆံမင်းကျော်ရဲ့ရွာကုံဆိုတာရွာကုံဆိုတဲ့ဝိထုတော်မှာအဲ့ဒီရွာညိုကြီးဆိုတဲ့ရွာသားနော်ဒီဒီတော်လန်ရေးကာလမှာဂျပန်တွေတက်စုတစုလုံးပြုတ်အောင်နော်သူ့မှာရှိတဲ့တနေ့နဲ့ခုခံရင်ရွာကင်းလို့ခွင့်ရပါတယ်မီးမလောင်တော့ဘူးအဲ့အရာလေးကိုကျွန်တော်ပြန်သတိရယူဟာငါတို့ကလည်းပဲငါတို့ရွာမှာဒီလိုရဲရဲတောက ကျောင်းသားကောင်းဆောင်တယောက်ရှိခဲ့ဘူးပါလားဆိုပြီးတော့အဲ့ဒီတော့အဲဂုံယူမိတယ်ဗျအဲ့ဒါနဲ့ပြောမယ်ဆိုလို့ရှင်ဒီခေတ်ရောက်လာပြီပေါ့ဗျာအင်တာနက်တွေပါတယ်ရလာပြီရလာပြီဆိုတဲ့အခါမှာကျွန်တော်အင်တာနက်ခောက်ကြည့်လိုက်တယ်ခောက်ကြည့်လိုက်တဲ့အချိန်မှာအဲ့ဒီကိုကိုကျွန်းအစငါခန့်တိုက်ပွဲမှာကြာဆုံးသွားသောရဲဘော်များဆိုပြီးရိုက်ထည့်လိုက်ရိုက်ထည့်လိုက်လို့ရှင်အဲ့မှာအကုန်ပါလာတယ်ဗျပါလာတော့အောင်းလို့စကောင်းတယ်ဗျအဲ့ဒီကိုဘဲကြီးလို့ခေါ်တဲ့ ကျောင်းသားမောင်ချစ်ဆွေအသက်က24 25ပတ်ဝန်းကျင်မှာရှိမယ်တဲ့သူက hunger strike ရ48ရက်မှာ51ရက်မြောက်မှာသူကြာဆုံးသွားတယ်ဟာကြာဆုံးသွားတယ်ကြာဆုံးသွားတော့သူတို့လူရိုးလှုပ်စင်ကအဲ့ဒီမှာတယောက်ကြာတိုင်းကြာတိုင်းကြာတိုင်းမှာအဲ့ဒီကြာသွားတဲ့သူရဲ့စာအုပ်စာတမ်းဘာညာကိုလှက်ဖွေးလှန်နေပေါ့နော်လိုက်ရှာတယ် ရှာပြီးတော့မှအဲ့ဒီဟာသူတို့မှတ်ထားတဲ့အထက်ကအကြိုက်ဆုံးဆောင်ပုတ်တစ်ခုကိုအဲ့ဒီပြင်ထားတဲ့ဘယ်လိုပြောလဲဟိုကိုကိုခန္ဓာရဲ့ထိပ်မှာကပ်ပြားနဲ့ရေးပြီးတော့သူ့ဆောင်ပုတ်ကဒါဆိုပြီးအဲ့လိုထည့်ထားတယ်။အဲ့လိုတင်ထားတယ်။အဲ့တော့ကိုဘဲကြီးဆုံးတဲ့အချိန်မှာအဲ့ဒီသူ့စာအုပ်တွေကိုလိုက်လံတော့စာအုပ်ထဲမှာသူ့ဒိုင်စာအုပ်ထဲမှာရေးပါထားတဲ့ပထမအဆုံးစာကြောင်း အဲ့ဒီစာကြောင်းကိုတဲ့သူတို့အရန်သဘောကျလို့အဲ့ထိတ်ကွာတင်ထားတယ်အဲ့ဒါဘာလဲဆိုတော့အဲ့ခေါင်းစဉ်ကိုကျွန်တော်ဝတ္ထုလိုခေါင်းစဉ်ပေးလိုက်တယ်ပေးလိုက်ပြီးတော့ကျွန်တော်တို့စကူးချွချွာထုတ်တဲ့ဝတ္ထုလိုပေါင်းကြစာအုပ်ရှိတယ်ဗျအဲ့ဒီကြောင်းကျွန်တော်ဒါတောင်းဆုံးရေးပြတဲ့ကျွန်တော်ဝတ္ထုလိုပါအဲ့ဒီခေါင်းစဉ်ကဘာလဲဆိုတော့လောကမှာတဲ့တန်ဒိဋ္ဌံခိုင်ခိုင်မာမာရှိရင်မဖြစ်နိုင်တာဘာမှမရှိဘူး ဲ့ဒါအဲ့ဒီဝတ္ထုလေးဖြစ်ပေါ်လာတဲ့အကြောင်းပါပဲကျေးဇူးတင်ပါ